်မင်္ဂလာပါရှင်ဒီနေ့ဆက်ပြီးရှင်းပြပေးမှာကတော့အထမရန်တင်ချာတွေ့တဲ့ကအခန်းတက်တသမနှင့် rational game များကိုနိုင်ရှင်းခြင်းပဲဖြစ်ပါတယ်။အင်းနဲ့ဘီတို့ဒီ rational game များဖြစ်ကြပြီးဂိမ်းင်းပေါ်တွင်လျှာချသောအခါ ABBE လျှာဘက်တရီကြာရောက်နေလျင် ADB ထက်ကြီးသည်ဟုဆိုပြီးတင်္ကေတအားဖြင့် A greater than B ဟုရှိပါကြည့်တဲ့အဲ့တော့ဒီနေရာမှာဆံမလို့တိထားရမှာပါလဲဆိုတော့ game င်းတစ်ခုမှာ A ကလက်ရဘက်မှာရှိနေမယ်ဆိုလို့ရှိရင် A ကဒီထက်ကြီးမယ်ဒါကြောင့်မလို့ A greater than B တကယ်လို့တိမ်မြင့်တစ်ခုကိုဆွဲလိုက်တဲ့အခါမှာ B ဆိုရဲ rational gain ကအဲလက်ရဘက်မှာရှိပြီးတော့မှ A ဆိုရဲ rational gain ကလက်ဝဲဘက်မှာရှိနေမယ်ဆိုလို့ရှိရင် B က A ထက်ပိုပြီးကြီးတာဖြစ်တဲ့အတွက်ကြောင့်မလို့ B အာဒီ greater than A လို့ရေးလိုက်ရတယ်လို့အာဒီဘောနော် A less than B ဆိုပြဒီလိုရေးလို့လည်းရဟုတ်ပြီနော်ခုနကပြောတဲ့ A greater than B ကတနည်းအားဖြင့် B less than A ဆိုပြရတယ်ဒါကကြတော့ B greater than A တနည်းအားဖြင့် A less than B ဆိုပြရမယ်ဟုတ်ပြီနော်အဲတော့လက်ရဘက်မှာရှိတဲ့ gain ဒီပို့ပြီးတော့မှကြီးမယ်ဒါကတော့အစကတည်းကဒီအဖြစ်ကိန်းတွေတုန်းကလည်းတည်ထားခဲ့ပြီးသားဟုတ်ပြီနော် အဲ့တော့ဥပမာတစ်ကိုကြည့်ကြည့်အောင်ဖိနည်းများကိုအသုံးပြု0 -5/2 -2/5 2 1 -2 2/3တို့ကိုကြီးစင်ငယ်လိုက်စီပါအဲ့တော့0ရဲ့ဒီမှာပေးထားတဲ့ဒီကိန်းမျိုးပေါ့နော်ဆရာမတော်ကကြီးစင်ငယ်လိုက်စီနေအဲ့တော့ကြည့်ကြည့်အောင်0ဆိုတာတော့ဒီနေရာမှာရှိတယ်ဒါက0ရဲ့နေရာဟုတ်ပြီလားအဲ့တော့အဲ့ဒါမှာ0လို့ဆင်မှာရေးလိုက်မယ် minus 5 by 2ဆိုတော့ဒီဘက်မှာရှိမယ်ပေါ့နော်လက်ဝဲဘက်မှာရှိမယ်အဲ့တော့သူ့ငါးကိုစမ်းမှန်းနှစ်နဲ့စာကြည့်လိုက်တဲ့အခါမှာ2နဲ့4 4ကျန်တာက1ပြီးတော့မှ2ဒီပုံစံလေးနဲ့စဉ်းစားကြည့်ရင်ဒီကိန်းမျိုးပေါ်မှာနေရာချရရလွယ်တယ်ပြီးတော့လက္ခဏာက minus အဲ့တော့ minus 2 1 minus 2 2 1 minus 2ဖြစ်တဲ့အတွက်ကြောင့်မလို့ဒါက1ဒီမှာက2အဲ့တော့2 1 minus 2ဆိုတော့2ပြီးတော့မှဒီဘက်က1 minus 2နေရာထိသွားမယ်အဲ့တော့သူ့ကိုတဝက်ခွဲလိုက်မယ် ဒါကလေးတော့ပေးရန်နဲ့တိတ်ချာလေးတဝက်ခွဲမယ်။ဒီနေရာမှာဘာရှိလဲဆိုတော့ -5/2 ရှိမယ်။အဲ့ဒါနော်။နောက်တစ်ခုက -2/5 2/5ဆိုတာကဒီနေရာမှာရှိနေတူအကြ။ဟုတ်ပြီလား၅ပုံပုံလို့၂ပုံ၅ပုံပုံလို့၂ပုံဆိုတာဒီ၃ညနဲ့၁နဲ့ခြားထဲမှာရှိနေအဲ့တော့သူ့ကို၅ပုံပုံလိုက်မယ်၁၂ တော့လေးနှာအဲ့တော့ပေးရလေးနဲ့တခြားလေးပုံမယ်၅ပုံပုံမှာနှစ်ပုံဆိုတော့တစ်ပုံနှစ်ပုံဆိုတော့ဒီနေရာမှာဒီဒါက -2/5 ရဲ့ဒီနေရာဖြစ်တယ်နောက်တစ်ခုက2 1 2 2 1 2ဖြစ်တဲ့အတွက်ကြောင့်လို့0ကနေညာဘက်မှာရှိနေမယ်အဲ့တော့2 1 2ဆိုတော့1 2 2ပြီးတော့မှ1 1 2ဆိုတော့တဝက်ဒီနေရာမှာရှိ2 1 2ရှိနေမယ် လာက j ဘာ -2 နောက်တစ်ခုက -2 -2 ကတော့ရှင်းပါတယ်10နဲ့ဒီနေရာဒီဒါက -2 ရဲ့နေရာနောက်တစ်ခုက2 by 3 2 by 3ဆိုတော့၃ပုံပုံ၂ပုံဆိုတော့ဒီ0နဲ့1နဲ့ကြားထဲမှာရှိမယ်သူ့ကို၃ပုံပုံလိုက်မယ်အမြင်များ၃စိတ်၃စိတ်စီ၃ပုံပုံမယ်၃ပုံပုံမှာ၂ပုံဆိုတော့ဒီထိဒီနေရာဒီ3 by 2ရဲ့နေရာဖြစ်တယ် ရပြီနော်။ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီကိန်းမြင့်ကိုကြည့်ပြီးတော့မှဆင်မတို့ကကြီးစင်ငယ်လိုက်စီမယ်။အရင်ဆုံးကြီးစင်ငယ်လိုက်စီမယ်။ရင်စင်ကြီးလိုက်လဲစီတက်အောင်စီတိုင်းလေဟုတ်ပြီနော်။သူကကြီးစင်ငယ်လိုက်ပဲစီခိုင်းတာ။ရင်စင်ကြီးလိုက်တော့မစီခိုင်းတာ။နှစ်ခုစလုံးဆင်မတို့လုပ်ကြည့်လိုက်မယ်။အဲ့ရောကြီးရကနဲ့ငယ်ရအောင်စီမဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာအကြီးဆုံးဖြစ်တဲ့ gain ကိုကြည့်လိုက်မယ်။အကြီးဆုံးဖြစ်တဲ့ gain ဒီ2 1 2အဲ့တော့2 1 2 1 by 2ကအကြီးဆုံးတစ်ထက်ငယ်မှာဒီ3 by 2ပြောလာမယ်0ဟုတ်ပြီလားသူကအကြီးဆုံးပေါ့နော် oh sorry sir sorry sorry ဆက်မကြည့်လို့လာမယ်ပေါ့သူကကြီးတာဖြစ်တဲ့အတွက်ကြောင့်မဟုတ်ဘူးလားဒါ a က b ထက်ကြီးလို့ရှိရင်ဒါ a greater than b သူကကြီးမယ်များသည် greater than လာမယ်ဟုတ်ပြီလား ဟုတ်ပြီအဲ့ဒါပြီးတဲ့အခါကျတော့0ဒီ -2/5 တက်ကိုကြီးမယ် -2/5 ဒီ -2 တက်ကိုကြီးမယ် -2 ဒီ -5/2 တက်ကိုကြီးတယ်ဒါပြီနော်ဟုတ်ပြီအဲ့လိုရသွားပြီဆိုလို့ရှိရင်ဆရာမတော်ငင်းစင်ကြီးလိုက်စီစီလိုက်ငင်းစင်ကြီးလိုက်စီတော့ဒီဘက်ကခင်ရအရင်လာမယ် -5/2 ကငင်းတယ်ငင်းတယ်ဆိုတော့ဒီလိုလေးလာမယ်ပေါ့ -2 လာမယ်ပြီးတော့အခါမှာ -2/5 ကတစ်ထက်ကြီးမယ် 2ထက်ကြီးတာ0ရှိမယ်0ထက်ကြီးတာ3 by 2 3 by 2ထက်ကြီးတာက2 1 by 2ဒါပြီးတော့အဲ့ဒီများလေးကိုဒီက ရင်ငါတလေးကိုတတိထားပါမယ်အဲ့တော့တချို့ကလေးတွေကငေးတာကြီးတာကိုတအားမကြတဲ့သူဆီယမကအဒီအကြောင်းကြောင်းနိုင်နေမယ်လွယ်တဲ့နီးလန်းလေးတခုပါနော်ဒီလိုလေးရှိမယ်ဆိုရင်ဒီဘက်ကကြီးတဲ့အတွက်ကြောင့်မို့ဒီဘက်မှာရှိတဲ့ဂိမ်းလေးကြီးပါမယ်လို့ငေးနဲ့ပြောလာပြောထားလိုက်တယ်ဥပမာဒီလိုဆိုရင်လည်းဒီဘက်မှာဒီကျယ်နေတဲ့အပိုင်းမှာရှိနေတဲ့ဂိမ်းကကြီးတယ်လို့ပဲတော့အဲ့လိုမှတ်ထားခိုင်းလိုက်တယ်အဲ့ခါကျတော့သူတို့ဟာသူတို့ဒီဘက်မှာအဲဒီ အဲ့ဒီဘယ်တော့ဒီစိတ်နေတဲ့နေရာလေးမှာပေါ့နော်။တွားပြီးတော့ထိနေတဲ့နေရာမှာဆိုရင်တော့ငယ်တဲ့ကိန်းရှိတယ်ဆိုမျိုးဒီလိုမျိုးလေးကလေးတွေကိုပြောပြထားတာရှိတယ်။တချို့အမှတ်နိုင်တဲ့ကလေးတွေတက်ပေါ့နော်။ချို့ကလေးတွေကဘယ်ဘက်မှာကြီးမဲမသိတော့ဒီဘက်မှာဒီဟနေတဲ့ဘက်မှာဒီအမြင်နဲ့အကြီးရှိတယ်။ဒီဘက်ကလည်းဟနေတဲ့ဘက်မှာဒီအကြီးရှိတယ်လို့မှတ်ထားလိုက်တဲ့အခါမှာသူတို့အတွက်လွယ်သွားတယ်ပေါ့နော်။ဟုတ်ပြီနော်။အဲ့တော့ ရကျိမြန်တိတသမနဲ့ကိုသွားပါမယ်နံပါတ်1ကကြတော့အောက်ပါခွက်လက်တို့တွေဒါက greater than ဒါက less than ပြီးတော့မှ equal တို့မှာတိရောရာတင်ငေတာတစ်ခုဖြစ်ဆွပါအဲ့တော့ဒီမှာအာဒီ minus နဲ့ minus နဲ့ solution ဆီမှာစဉ်းစားစရာရှိတယ်အဲ့လိုမျိုးကိုကလေးတို့ကမစဉ်းစားတတ်ဘူးဆိုရင်လည်းကိင်းင်းလို့အကျန်းထဲမှာဆွဲကြည့်လိုက်အဲ့တော့အာဒီ5 by 3ဆိုတာဒီ3တလီ3တလီဝင်လို့ရရဲဆိုတော့ဂျစ်ပေါ်မှာကျန်မှာက2ပြီးတော့မှ3 ကျစ်၃မိုင်းတစ်ပိုင်းဒါ minus 1 3 by 2ဆိုတဲ့နေရာချရမယ်ပြီးတော့ဒါကတော့5ပိုင်း3ပိုင်းပေါ့နော်အဲ့တော့ဒါ0ရဲ့ဒီဘက်မှာ minus ဘက်မှာရှိမယ် minus 1 minus 2 minus 3လာအကျဉ်းအားဖြင့်စဉ်းစားတာပါတချို့ကလေးတွေကတော့ဒါမြင်တာနဲ့သိပြီးပါပြီအဲ့ဒါဆိုရင်ဆရာမတို့ဒီ၅ပုံပုံ၃ပုံဆိုတော့တို့၅ပုံပုံလိုက်မယ်ဟုတ်ပြီ ဲ့တော့7 2 3 4 5ငါပုံပုံမှာ3ပုံဆိုဒီနေရာမှာ तू ကရှိနေမယ်ဒါက -5/3 ရဲ့နေရာဟုတ်ပြီနော်နောက်တစ်ခုကကြတော့1 2 by 2 by 3ဆိုတော့1ဆိုတာဒီမှာ1ရှိနေပြီးတော့မှမှ3ပုံပုံ2ပုံဆိုတော့ဆက်ပြီးတော့1နဲ့2နဲ့ကြာအောင်3ပုံပုံလိုက်မယ် တော့မောင်ပုံလုံးမှာနှစ်ပုံဆိုတော့ဒီနေရာမှာရှိပြီ။အဲ့ဒါဘာရှိလဲဒီနေရာမှာဆိုတော့3/5 -3/5 ရှိ။ဟုတ်ပြီဒီလိုမျိုးဆိုလို့ရှိရင်ကိုတိထားတာဘာရှိလဲဆိုတော့လက်ရာဘက်က gain ဒီပုံပြီးတော့မှကြီးတယ်လို့ပြောထားတာရှိ။အဲ့ဒါကြောင့်မလို့ကလေးတို့ကခုနပြောတဲ့ဆီယမရဲ့နေလန်းလေးပေါ့နော်ဒီဘက်မှာဟနေတဲ့အပိုင်းမှာဒီကြီးတဲ့ gain ရှိတယ်ဆိုတာဒီလိုလေးအတုံးချလို့ရသွားပြီ။ ဟုတ်ပြီနော်အဲ့တော့မတိလို့ရှိရင်ဒီလိုဂိမ်းလေးလေးဆွဲကြည့်မယ်တချို့ကလေးတွေကတော့မြင်လာနေတည်တယ်ဗောနော်ဒီလိုလေးလှုပ်လိုက်ပြီဆိုတာနဲ့တည်သွားတယ်ဒီလိုပြောင်းပြီးတော့မှချီချီလိုက်ရသွားပါပြီနောက်တစ်ခုက -1 -2 နဲ့ -1 -4 ဒါတော့ level ဆီမှာတို့ဒီလိုလေးဂိမ်းလေးဆွဲကြည့်လိုက်မယ်အဲ့တော့ -10 -10 ဖြစ်တဲ့အတွက်ကြောင့်မို့၃ညရဲ့တိရဲ့နှစ်ရဲ့လို့အစီအမဆွဲထားလိုက်မယ် -1 -2 ဟုတ်ပြီအဲ့တော့ -1 -2 ဆိုတာ0နဲ့1နဲ့ကြားတဲ့ကတဝက် 1.2ဆိုတာဒီတဝက် -1.2 ဟုတ်ပြီ -1.4 ဆိုတာဒီ၄ပုံပုံမှာတပုံပဲအဲ့တော့သူ့အစမ်းမ၄ပုံထပ်ပုံပဲတပုံ၂ပုံ၃ပုံ၄ပုံ၄ပုံပုံမှာတပုံပဲဆိုတော့ဒီနေရာမှာရှိမယ်၄ပုံပုံတပုံအဲ့တော့ -1.4 ကညာဘက်မှာရှိနေမယ်ပေါ့သူကပို့ပြီးတော့မှအဲဒီလက်ရာဘက်မှာရှိနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာဆိုရင်လေ -1.4 ကပို့ပြီးတော့မှကြီးမယ်ဒါလေးပဲဟုတ်ပြီလားအဲ့တော့ဒီမှာကျတော့ 3 by 2 1 1 by 2အဲ့တော့ဒီ3 by 2ကိုလည်းဆင်မတို့ကကင်းရပုံစံပြောင်းမယ်ဒီပုံစံပြောင်းတော့နှစ်တလီနှစ်ဂျန်နာက10ဆိုတော့ဒီလိုလေ1 1 by 2ဆိုပြီးတော့ပဲရတယ်အဲ့ဒီတော့ဒီ1 1 by 2ကနှစ်ခုဆိုတော့ဒီနှစ်ခုကညီတယ်ဟုတ်ပြီနော်ဂါကြီးက30ပုံပုံရင်17ပုံ30ပုံပုံ17ပုံကအပေါင်းလက္ခဏာဒါကအနှုတ်လက္ခဏာဆိုဆင်မတို့သူ့ကိုပုံစဲစရာတော့မလိုတော့ဘူး plus ကပို့ပြီးတော့မှကြီးမယ်ဒါပဲနော် နာကကြတော့ -0.5 1/2ဒါကလည်း -0.5 ဒီဘက်ကလက္ခဏာအပေါင်းဆိုတော့ plus sign ကပုံပြီးတော့မှကြီးမယ် plus ဒီညာဘက်မှာရှိတဲ့အတွက်ကြောင့်မလို့ဟုတ်ပြီနော်ဆလုံးက1/2 1/4ဟုတ်ပြီဒါကိုလည်း clear မရှိဘူးဆိုရင်ပုံဆွဲကြည့်လို့ရတယ်ဒီတစ်ခါလက္ခဏာကအပေါင်းဆိုတော့ကိန်းမြင့်ပေါ်မှာဆင်မလို့လေအပေါင်းဘက်ကိုဆွဲလိုက်မယ်ညာဘက်မှာ1/2ဆိုတာဒီတစ်ခါ1/2ဟုတ်ပြီနော်၃ရက်နဲ့တင်းနဲ့ကြားတဲ့ကတော့ 1x4 ဆိုတာဒီတုံညနဲ့တနဲ့ကြာ၄ဘုံပုံမှာတဘုံတဘုံလဲဆိုတော့ဒီမှာရှိမယ်၄ဘုံတဘုံဒါဆိုရင်လက်ရဖက်မှာရှိနေတာက 1x2 အဲဒါကြောင့် 1x2 ဒီ 1x4 ထဲပို့ပြီးတော့မှကြီးတယ်ဒီလိုလေးပေါ့နောက်တစ်ခုကစလိန်စလိန်ဆိုရင်ရှင်းရှင်းလေးပဲအပေါင်းနဲ့အနှုတ်နဲ့ဒီလက္ခဏာအပေါင်းအပေါင်းလက္ခဏာညာဘက်မှာရှိတာလက်ရဘက်ကခင်ရပို့ကြီးတယ်ဆိုတော့ ဒီဘက်ကဂရိတာသင်းကြီးလိုက်ရုံနဲ့30ဘုံဘုံတဘုံနဲ့တင့်နေဒါလည်းရှင်းရှင်းလေးပဲတက်ကပိုကြီးနေ30ဘုံဘုံတဘုံနဲ့တင့်နေတာဟုတ်ပြီနော်မသိလို့ရှိရင်ဒါလေးကိုကိန်းင်းပေါ်မှာဆွဲကြည့်လိုက်0နဲ့1နဲ့ကြားထဲမှာအဲ့တော့1ဆိုတော့ဒီနေရာဒါကိုပြောတာဒါက1ပြီးတော့30ဘုံဘုံတဘုံဆိုတာ3ရက်နဲ့တင့်နေကြားထဲမှာ10ဘုံပုံလိုက်လို့ရှိရင်တဘုံပဲ 10နဲ့3 4 5 6 7 9 10ထားပါတော့7ပုံပုံလေးဒီတပုံကိုပဲပြောတာ7ပုံတပုံဆိုတော့200ပဲမှာရှိနေတဲ့ game 1ကပို့ပြီးတော့မှကြီးမယ် နောက်တစ်ခုကကြတော့၄ဘိုင်း10ဘိုင်းရဲ့ minus 2.5အဲ့တော့ဒီနေရာမှာလည်းအပေါင်းလက္ခဏာပုံကြီးတယ်ဒီလိုလေးရေးလိုက်ရအောင်မဟုတ်ဘူးနော်အဲ့တော့ဘယ်နေရာမှာသွားပြီးတော့မှဒီလိုဒီလို game နေဆဲဖို့လို့လဲဆိုတော့အနှောင်းနဲ့အနှုံးနဲ့ online ရှင်းတဲ့အခါမှာရဲ့အပေါင်းနှစ်ခုနိုင်ရှင်းတဲ့အခါမှာရဲ့ကိုကမရှင်းဘူးဆိုရှင် game လေးဆဲပြီးတော့နေရာချမယ်နေရာချပြီးလို့ရှင်ဘယ်နေရာမှာဘာပုံကြီးတယ်ဆိုတော့လက်ရာဘက်မှာရှိတဲ့လက်ရာဘက်ကိုရောက်လေးလေးပုံကြီးလေးလေးဖြစ်တဲ့အတွက်ကြောင့်မလို့နည်းနည်းလေးဒီဘက်ကိုရောက်လာပြီဆိုတော့လည်းသူကပုံကြီးတဲ့ game ဖြစ်တယ် ပြီးတော့ညကျန်နေတယ်တော့ညကိုကြည့်အောင်3နဲ့ -3 နဲ့3နဲ့ -3 လဲရှင်းရှင်းလေးပဲအပေါင်းနဲ့လွှတ်မယ်ဆိုတော့အပေါင်းကပုံပြီးတော့ကြည့်မယ်ဟုတ်ပြီနံပါတ်1ကကြတော့ကင်းင်းကိုအသုံးပြုပြီးအဘွားတို့ကိုကြီးစင်ငယ်လိုက်စီပါတဲ့အဲ့တော့ကင်းင်းမှာအရင်လိုနေရာချမယ်ပြီးတော့မှပဲသူတို့ကိုကြီးစင်ငယ်လိုက်စီပေးပါမယ်တဲ့အဲ့တော့ဒီလိုနေရာချတဲ့အခါမှာကိုကဘယ်ထိဆွဲရမလဲဆိုတော့မသိလို့ရှိရင်ဒီမှာ အစနှစ်ပေါ့နော်နှစ်ပေါင်းဆွဲရမယ် -2 ပေါင်းဆွဲရမယ်1ကတော့ဒီဘက်မှာ1ပါမယ်ပြီးတော့မှသူကလည်း1 1-2ဖြစ်တဲ့အတွက်ကြောင့်မလို့1ပါပြီးဆင်းရသွားပြီဒါကကျတော့လေ၄တလီလေးဆိုတော့ -1 4 3/4ဟုတ်ပြီနော်၄တလီလေး9 6ခေါ -1 3/4ရဲ့1 1-2ရဲ့ -2 1/4 1 1-3ဟုတ်ပြီဒါဆိုလို့ရှိရင်ဆရာမတို့က1နဲ့2ရဲ့လောက်ပိုင်းရပြီပေါ့ ဟုတ်မလားသူက3 ठी မတွောင်းဒါပေမဲ့ဒီမှာ -2 1 4ဆိုတော့2ကိုကျော်ပြီးဒီဘက်ကိုလာအောင်မှာဆိုတော့3ပါပအောင်ဆဲပေးမယ်ဒါတော့ကိုအဆင်ပြေတယ်လို့မျိုးအဒီ game ပေါ်မှာပေါ့နော် unit တွေကိုထည့်လိုက်တာဖြစ်ပါတယ်အဲ့တော့ဒီမှာလေးနည်းနည်းလေးကြည့်ပြီးတော့မှာဘယ် ठी ဆွဲမလဲတစ်ခါကျအရှိအဆွဲရတာကြီးလည်းရှိတယ်ပေါ့နော်အဲ့ဒီတစ်ခါဒီစမောကကြီးစင်ရလိုက်ရှိမယ်ဟုတ်ပြီ100ချလိုက်မယ် -7/4 ဆိုတာဒီကင်ရောအနေနဲ့ဆိုရင်1 3/4လေးတလီလေး5 6ခွန်ဆိုတော့ 1 3 by 4ဆိုတော့0ရဲ့ဒီဘက်မှာဒီ1 3 by 4ဆိုတော့ဒါကို၄ပုံပုံမယ်အမြင်များပုံမယ်၄ပုံပုံလို့၃ပုံဆိုတော့1 2 3ဆိုတော့ဒီနေရာလေးဒီ -1 3 by 4ရဲ့နေရာဖြစ်တယ်ဟုတ်ပြီနော်1 3 by 4ဆိုတာဆရာမတို့သူ့ကိုရေးလို့မရအောင်ဒီနေရာမှာရေးရမှာက3 by 2လို့ရေးရမယ်ဟုတ်ပြီနော် oh sorry sorry 1 3 by 4က7 by 4 ။ဒါ7 - 4ရဲ့လျှာဖြစ်ကလေးနေရဟုတ်ပြီနော်။နောက်တစ်ခုက3 by 2 3 by 3ဆိုတာ1 your mind ဒီလက္ခဏာအပေါင်းဆိုတာ0ရဲ့ညာဘက်ကိုတွားမယ်လက္ခဏာအပေါင်းဆိုတော့1 your mind 2ဆိုတော့တဝက်တဝက်ဆိုတော့ဒီနေရာမှာရှိနေမယ်ဒါက1 your mind 2ဆိုတော့3 by 2နောက်တစ်ခုက -2 your mind 4 -2 your mind 4ကဒီဘက်ကိုလာမယ်0ကနေ1 2 run my force ဒီဘက်က၄ဘုံပုံမယ်1 2 3 4ဘုံမှာ2ဘုံဆိုဒီနားမှာရှိအဲ့တော့၄ဘုံပုံ2ဘုံဆိုတော့ -2 1 my force နောက်က1 1 my 3ဆိုတော့ဒီဘက်မှာ1တို့ဆက်မလို့ဒီမှာ3ဘုံပဲပုံမယ်တော့ဘုံပုံလိုက်လို့တဘုံဆိုတော့တင်းနဲ့တုံတာတမုံပုံထားတယ်တဘုံဆိုဒီနေရာမှာရှိဒါကဘယ်နေရာလဲဆိုတော့1 1 my 3ရဲ့နေရာ ဟုတ်ပြီနော်ဒီတော့သူကကြီးစင်ငယ်လိုက်စီပါဆိုတော့အကြီးဆုံးဒီဒီဘက်မှာလှည့်ရဘက်မှာကြာရနေတယ်ခင်ဗျာအကြီးဆုံးဖြစ်တယ်အဲ့တော့အကြီးဆုံးကတော့3/2 3/2ကကြီးတယ်ကြီးတယ်ဆိုတော့ဒီလိုလေးရမယ်ပေါ့ဟုတ်ပြီနော်ကြီးတဲ့ခင်ရဲ့ဘက်မှာဒါဘယ်လိုရှိလဲခုနဆရာမပြောတဲ့အတိုင်း greater than 3/2 greater than ဘာလာမလဲဆိုတော့1 1/3 greater than 7/4 greater than minus oh sorry ဒီ7/4က minus လာမယ် minus 7.4 minus 2.1.4 xoay bì gà mà xa bà mẹ ở lưu lì xì bì gà mà nào gà phía tí xoay bà xì lại yông mẹ Not cool, uh, 3 by 4 minus 5 by 2 5 by 3 minus 1.25 now with 3 by 4 are you going to ဒီမှာပိုင်းဝေကြီးနေဆံမှာတော့ခင်ရောပုံစံပြောင်းမယ်ဒါနှစ်နလီ၄ဆိုတော့ -2 2/1 1/2ပါနော်အဲ့တော့ဒါကလည်း3တလီ3ဆိုတော့ကျမ်းမာဒီ1 2/3အဘိဓမ္မာပြီးတော့မှဒီဥစ္စာကိုစဉ်းစားကြည့်မယ်။ဒါကကြတော့ -1 က -1 အတိုင်းရှိမယ်။ point 25ဆိုတာ25ကိုဒီဆံမှာတရားနဲ့စားတာနဲ့အတူတူပဲ။ဟုတ်ပြီနော်။ဒါဆိုရင်25တက်လီ25လေးလီတရားဆိုတော့သူ့ကို -1 1/4နေရာမှာနေရာချမယ်။ဟုတ်ပြီနော်1/4ဆိုတာ0.25နဲ့အတူတူပဲ။ဒါဆိုရင်နေရာချလို့ရသွားပြီ။ဒါကအပေါင်းဆိုတော့3ရရဲ့ညာဘက်ကိုသွားမယ်။၄ပုံပုံလို့3ပုံဆိုတော့သူ့အစံမှာ၄ပုံပုံမယ်။ဟုတ်ပြီနော်။အဲ့တော့၄ပုံပုံမှာ3ပုံဆိုတော့1နဲ့3ဆိုတော့ဒီနေရာလေးဒီ၄ဘိုင်း3ပါ။အော် sorry 4ပိုင်3ပိုင်နောက်တစ်ခုက -5/2 ဆိုတာဒီ -2 1/2နဲ့တူတူပဲမလို့1 2 -2 1/2ဆိုတာဒီဘက်ကိုတဝက်ဝက်မယ်တူတူပဲမလို့1 2 -2 ဆိုတာဒီဘက်ကိုတဝက်ဝက်မယ်ဒါက -2 1/2နောက်တစ်ခုက1 2/3တို့လက္ခဏာအပေါင်းဆိုတော့ဒီဘက်ကိုလာမယ်1 1 t ရသွားပြီအဲ့တော့2/3ဆိုတော့သုံးပုံပုံမှာနှစ်ပုံဆိုတော့သုံးပုံပုံမှာ1 2 3ဟုတ်ပြီဆ iamma ပုံလားနည်းနည်းလေးသေးသွားတယ်အဲ့တော့ဒီလိုလေးပုံမယ်နော်1 2 3 တော့မောင်ပေါ်မှာနှစ်ပုံဆိုတော့ဒီနေရာလေးဟာ3/2ရဲ့နေရာလေး။ sorry 1/3/2ရဲ့နေရာလေး။တနည်းအားဖြင့်ပြောရပါလဲဆိုတော့5/3အဲ1/3/2လို့ရေးလို့မရပါဘူးเนาะ5/3လို့ရေးပါမယ်။ဒီနေရာ5/3နောက်တစ်ခုက -1.25 ဒီ -1 1/4ဆိုတော့1 1/4ဆိုတော့ဒါကို၄ပုံပုံမယ်။ကျေ၄၃၄၄ပုံပုံမှာ2ပုံဆိုတော့ဒီနေရာ -1.25 ရဲ့နေရာဖြစ်တယ်။ ။ဟုတ်ပြီဒါဆိုရင်ကြီးစင်ငယ်လိုက်ဆီလို့ရပြီ။အကြီးဆုံးဖြစ်တဲ့1 2 3ဒါကိုရေးလို့မရပါဘူး။မှုရင်းဖြစ်တဲ့ခင်က5 3က greater than ဘာထက်ကြီးလဲဆိုတော့4 3ထက်ကြီးမင်း။ဟုတ်ပြီနော်။အဲ့တော့4 3ပြီးတော့နောက်ကပါလာမလဲဆိုတော့ -1.25 နောက်တော့ -2 1 2ဖြစ်ပြီးဆိုပါရေးလိုက်အောင်မယ်ဟုတ်ပြီနော်။ ဲ့တော့ဒီမှာလည်းပဲဆီမားက -2 က -3 လို့ရေးထားတဲ့တကယ်တော့ -5/2 တူရဲ့မူရင်းကဒီလိုလေးဖြစ်ရမယ်အဲ့ဒါကြောင့်မလို့ဒီမှာလည်းက -5/2 ဆိုရင်မအောင်မှရှိပေးမယ်ဟုတ်ပြီနော်အဲ့တော့ကလေးလေးရသွားပြီလို့ထင်ပါတယ်ဒီဒီလိုမှဒီမှာရေးတဲ့အချိန်မှာမူရင်းကိုပဲရေးရမယ်ဒါတော့ဆီမားတို့စဉ်းစားတာဟုတ်ပြီနော်နောက်တစ်ခုကနံပါတ်3ကင်းမင်းကိုအတုံးပြုပြီးအောက်ပါရုံကိုငင်းစင်ကြီးလိုက်စီမဒီတစ်ခါ200ကလည်းစီနေအောက်ပြီးကြအောင်နှင်း ငါးပိုင်းတစ်ပိုင်းဆိုတော့ဒါဘာမှပြင်ဆင်ရမလို့ minus 12.5ဆိုတော့သူ့ဆံမလို့ကင်းရောအဖြစ်ပြောင်းမယ်ငါးနဲ့လေး30ဆိုတော့နှိမ့်ကျင်ဆိုတော့ minus 2 2.5ဒါကိုလည်းပြောင်းမယ်လေးနဲ့လေးရှစ်ကျန်တာက10ဆိုတော့ minus 2 1 my 4ဒါကလည်း2 3 6ဆိုတော့ကျန်တာ10 2 3နှစ်ပိုင်းတစ်ပိုင်းဟုတ်ပြီသူ့အနေအားချပါမယ် နှစ်တနပအဒီနှစ်ငါးပိုင်းတစ်ပိုင်းဆိုတာအပေါင်းဖြစ်တဲ့အတွက်ကြောင့်ဒီဘက်ကိုချိန်မယ်နှစ်နှစ်ရသွားပြီဆိုတော့သူ့ငါးပိုင်းတစ်ပိုင်းကဒီမှာချိန်မယ်အဲသူ့ငါးပုံပုံလိုက်မယ်အဲကလေးတို့ပြန်ရမယ်ဆိုရင်တော့ unit ကလေးတွေနှစ် unit စီ၃ unit စီအဲ့လိုမျိုးလေးတွေခွဲပြီးမှငါးပိုင်းတစ်ပိုင်းဆိုတော့ဒီနေရာမှာပါရှိမယ်ဆိုတော့နှစ်ငါးပိုင်းတစ်ပိုင်းရှိမယ် နောက်တစ်ခုက minus 2 5 by 2ကိုတို့မယ် minus ဆိုဒီဘက်ကိုလာမယ်ဒီ sorry 1 2 minus 2 5 by 2ဆိုတော့၅ပုံပုံမယ်ဒီ၄၃၄၅ဟုတ်ပြီ၅ပုံပုံမှာ2ပုံဆိုတော့2ပုံ2ပုံဒီနေရာလေးက minus 2 5 by 2ရဲ့နေရာဆိုတော့ minus 12 by 5ဒါပြီးတော့ဒီနေရာဒီ minus 12 by 5နောက်တစ်ခုကကြတော့ဒီမှာများလေးနဲ့ဒီအပေါ်မှာဒီလိုများလေးနဲ့ရင်းရလေရတယ်နော် တော့များလေးလည်းရေးမယ်။အခုနောက်တစ်ခုကကျတော့ minus 2 1 4ဆိုတော့1 2အဲ့တော့ဒီမှာစမေးခုန5ပုံပုံထားတာဒီတစ်ခါ၄ပုံပဲပုံမယ်။၄ပုံပုံရင်တပုံလို့ပြောထားလို့ဟုတ်ပြီနော်။အဲ့ခါကျတော့စမေးတို့အဆင်ပြေအောင်လေးပုံလိုက်မယ်။ဒီနေ3 4ဆိုပြီးတော့အဲ့တော့ဒီနေရာဒီများကလေးရှိတဲ့နေရာဒီဒါပဲနေရာလဲဆိုတော့ -2 1 4နေရာတနည်းအားဖြင့် -9 4 ဟုတ်ပြီနော်နောက်တစ်ခုက3 1 might 2ဆိုတော့သူကအပေါင်းဖြစ်တဲ့အတွက်ကြောင့်ဒီဘက်ကိုသွားမယ်3အဲ့ဒီပြီးတော့မှနှစ်ပုံစုံရင်တစ်ပုံဆိုတော့နှစ်ပိုင်းတစ်ပိုင်းကတဝက်ဆိုဒီနေရာမှာရှိမယ်။အဲ့တော့ဒီနေရာကဒီများလေးနဲ့ဒီလိုလေးပြလိုက်မယ်။3 1.2ဟောပြီးတော့ဆိုရင်ကိမြောက်ငယ်စဉ်ကြီးလိုက်စီမယ်ဆိုတော့အငယ်ဆုံးဒီ minus 12 by 5အဲ့တော့ငယ်တဲ့ဂိမ်းဒီလိုရှိတယ်ဆိုတော့ဆရာမခုနကလေးကပြောထားလိုက်တယ်။ အဲ့တော့ငှဲတဲ့ဂိမ်းကဒီဘက်ချုံတဲ့ဘက်မှာရှိနေမယ် minus 9 by 4နောက်တစ်ခါဒီဘက်ကလာမယ်2 1 by 5 3 1 by 2ဖြစ်ပြီနောက်တစ်ခါအခဝင်းမှာလဲ1.5 minus 5 by 4 minus 2 by 3 1 2 by 3 1.5ဆိုတာဒီ1 0.5ဆိုတာက0.5ဆိုတာဘာနဲ့တူလဲဆိုတော့ငါးကိုဒီ30နဲ့စားရတယ်တမတနေရဟုတ်ပြီနော်အဲဆိုတော့ငါးတလီငါးငါးတလီ30ဝါမိုင်တူနဲ့တူတူရဲမလို့1ဝါမိုင်ဂျူနီယာမှာတွားပြီးတော့ရှာမင်းနောက်ခွာကြတော့၄တလီ၄တလီဝင်လို့ရတယ်7ကျင်း၄ minus 1ဝါမိုင်4တူကတော့ဒီတိုင်းရှိမယ်တူကလည်းဒီတိုင်းရှိမှာဟုတ်ပြီဒါဆိုရင်1ဝါမိုင်2ကလက္ခဏာအပေါင်းဆိုတဲ့ဟိုမှာရှိမယ်1 1.2မိုင်2ဒီနေရာလေးပေါ့နော်အဲ့တော့ဒါက1.5ပြန်လေးရ minus 1 1.4ဆိုတော့ဒီဘက်ကိုလာမယ်1 1.4ဆိုတော့၄ဘုံပုံရင်၃ဘုံဖြစ်လို့သူ့ကို၄ဘုံပုံမယ်၄ဘုံပုံ၃ဘုံဆိုတော့ဒီနေရာဒီ၃ဘုံဒီ minus 1 1.4ဒီများလေးနဲ့ဒီလေးပြမယ်ဒါက minus 1 1.4နောက်တစ်ခုက minus 2.3 2.3ဆိုတော့ တုံညာနဲ့တနေ့ကြောင်သုံးပုံပုံနော်နှစ်ပုံတစ်ပုံနှစ်ပုံသုံးပုံပုံနှစ်ပုံဆိုဒီနေရာလေးကိုများလေးနဲ့ -2.3 ဆိုလိုက်ရှင်းမယ်ဟုတ်က1 2.3ဆိုတော့1ဒါ1ညသွားပြီဒီဘက်ကိုသုံးပုံပုံမယ်ခုနနှစ်ပုံပုံထားရဆိုသုံးပုံထပ်ပုံမယ်ဓာတ်ပုံနှစ်ပုံသုံးပုံအဲ့တော့ဓာတ်ပုံနှစ်ပုံသုံးပုံမှာမှာသုံးပုံပုံနှစ်ပုံဆိုဒီနားလေးဒီလိုလေးများလေးနဲ့ဒါဒီ 1 3 by 2ရဲ့နေရာလေးဖြစ်တယ်ဟုတ်ပြီနော်ဒါကြောင့်မလို့ဆမ်မတူရင်းစင်ချိလိုက်စီမယ်အငယ်ဆုံးဒီထိနေရာမှာ minus 1 1 by 4ဟုတ်ပြီအဲ့ဒါဒီမှာဆမ်မ minus 1 1 by 4ဒီတိုင်းရေးလိုက်တယ်တကယ်တော့ minus 5 by 4ဆီမှာလာရမယ်အဲ့ဒါကြောင့်မလို့ minus 5 by 4 comma minus sorry ိုးပိုင်ရွှေသူကငှဲတာဖြစ်လို့ဒီလိုလေးရေးမယ်ငှဲတဲ့ဘက်ကဟုတ်ပြီတော့ညာကောင်းကဒီစက်ခါတိတ်သွားပြီပေါ့နော်သိရတော့ minus 2 by 3ပြီးတော့မှ1.5 by 2 2 by 3အဲ့တော့ဖြစ်တည်ဆိုမှဆရာမကရေးလိုက်မယ်ဟုတ်ပြီနော်ဒါဆိုတော့ ဒီနေ့သွားတဲ့တငန်းဆောင်ကလေးတို့ရသွားပြီးတော့ချင်ပါတယ်ကျန်နေတယ်ဒီ1.3က rational gain တခုကိုအများဖြစ်ပေါ်ပြခြင်းဆိုတော့တငန်းဆောင်တော့ရှင်မနောက်ဗီဒီယိုဒီမှာဆက်ပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ်ခုလိုအဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးများအကြီးတင်ပါတယ်ရှင်